ဲ့ဒီနည်းဆုံးတော့ကဘာတဝမ်းလုံးမှာရှိရစောင့်နိုင်ငံတွေထဲမှာငါတို့လိုပဲအဲ့လိုပဲစင်ရင်နေတယ်မွေးနေတယ်ငါတို့စောင့်နိုင်ငံတွေအများကြီးရှိရတယ်အဲ့စောင့်နိုင်ငံတွေအကုန်လုံးမှာဇိုင်းခံပစ္စည်းကပါတယ်သိလားအဲ့ဒါလိန်ဆက်ဆံခြင်းပဲအေးတတိယခါလိန်ဆက်ဆံပြီးစောက်ကလေးမရသေးနဲ့ကုန်လုံးသုံးဒီလေဒီလေစောက်ကလေးမြုံနဲ့လိုးတာလို့ဟုတ်လား မကျဲဘူးလို့နေတာကျဲစရာလေးတွေ့တော့ကျဲရမှာပေါ့နော်ပြောစရာလေးတွေ့တော့ပြောရမှာပေါ့အဲ့တော့ဘာဘာကိုသွားပြီးတော့မှဒီနေ့ပြောချင်လဲဆိုတော့မနေ့ကဗီဒီယိုဖိုင်တစ်ခုတွေ့လိုက်တယ်စတိတ်ရှိုးကဗီဒီယိုဖိုင်အားလုံးကြည့်ပြီးညှော်လင့်ပါတယ်နော် ကျွန်မထပ်ပြောဖို့အတွက်ကိုဗဇက်ကအဲ့ဒီရဲ့ဗီဒီယိုဖိုင်ရဲ့ပြောတဲ့စကားလုံးလေးကိုဗဇက်ကနေထွက်ဖို့အတွက်အဆင်မပြေတာ ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မဗဇက်ကနေထွက်ပြလို့အဆင်မပြေဘူးဒါပေမဲ့အကုန်လုံးအဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးပြီလို့မျှော်လင့်တယ်နော်စတိတ်စင်ပေါ်မှာရပ်ပါတွေလားဘာတွေလားတော့မသိဘူးနော်ဟုတ်တယ်နော်ကြည့်ပြီးပြီလို့ထင်တယ်နော်ကြည့်ပြီးပြီလားမကြည့်ရသေးဘူးလားမကြည့်ရသေးရင်ပြောမကြည့်ရသေးရင်ပြောအစပိုင်းဖွင့်ပြမယ်မကြည့်ရသေးရင်ပြောเนาะဆိုတော့အဆုံးထိကတော့အမေနှမ ကြည့်ဖို့အတွက်ကိုမတင်တော်ဘူးเนาะညီကိုမောင်မွားတွေအတူတူကြည့်ဖို့အတွက်ကိုမတင်တော်ဘူးစကလုံးနေအရန်ကိုတော်ရင်နော်အရန်ဆိုးလို့ဆက်ပြီးမဖွင့်ပြတော့ဘူးဒါဆိုရင်ဒီဗီဒီယိုဖိုင်ကြည့်ပြီးလောက်ပြီလို့ကျွန်မမျှော်လင့်တယ်နော်ဆိုတော့အဲ့ဒီဗီဒီယိုဖိုင်နဲ့ ပတ်သက်လို့ကျွန်မပြောချင်တယ်။အဲ့တော့ဒီခေတ်လူငယ်တွေကစင်ပေါ်မှာယာရင်အောက်မှာရေးဆိုလူငယ်တွေကဟာတစ်ခါတည်းကိုလေအော်အော်ပါတွေပေးကြတယ်မူးနေလို့လားယူးနေလို့လားတော့မသိဘူးပေါ့နော်ဆိုတော့ကျမအဲ့ဒါကိုသွားကြည့်ပြီးဘာကိုသွားပြီးတော့မှမြင်လဲဆိုရင်ကောသလမင်းကြီးရဲ့အိမ်မက်ဆက်6ချက်တည်းကတစ်ချက်ကိုသွားပြီးတော့မှမြင်တယ်နော်ပညာမဲ့တဲ့သူတွေစင်ပေါ်ရောက်လို့ရှိရင်ဆိုတဲ့ဟာကိုကျမသွားပြီးတော့မှမြင်မိတယ်ဆိုတော့ကျမတို့က အာဒီစကားတွေဟာလူအများပိတ်သက်အလင်မှာပြောတဲ့စကားလားမပြောတဲ့စကားလားဆိုတာကိုဝေဖန်ပိုင်းခြားနိုင်စွမ်းရှိလောက်အောင်ကို ခုခေတ်လူငယ်တော်တော်များများရဲ့အုံနောက်တွေကပျက်စီးနေကြပြီလားအကုန်လုံးကိုမဆိုလိုဘူးเนาะအကုန်လုံးကိုမဆိုလိုဘူးအဲ့တော့မူရစီဝါကြောင့်လားအရက်ကြောင့်လားဘာကြောင့်လဲ နော်ဆိုတော့ဒါကြီးကြတော့အယမ်းလုံလုံအကြည့်ကျွန်မတို့ကဒီလိုမျိုးလိင်ဆက်ဆန်တဲ့ကိစ္စတွေကာမဆက်ဆန်တဲ့ကိစ္စတွေကိုအရှက်အကြောက်ကင်းစွာနဲ့ပြောတယ်ပြုတယ်ဆိုတာကတတိဆန်နေရပဲပြုမှုပြောဆိုနေထိုင်လောက်ကင်ရတာလူတွေကမလုပ်ကြဘူးနော်အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားမှလည်းရှိရဲ့ဟိရိအော်တပ်ပါဆိုတဲ့တရားနော်ဟိရိအော်တပ်ပါဆိုတာဘာလဲဆိုရင်ဖျားရှင်ကလောကအပေါ်မှာကောင်းမှုတွေကို အခြေခံနဲ့ တရားတွေတတန်းကြာရှည်အောင်လို့ဟောကြားခဲ့တဲ့နီလန်းနှစ်ပါဟီရီရဲ့အော်တက်ပါရဲ့ဆိုပြီးတော့မှနော်ဟီရီဆိုတာကဘာလဲဆိုရင်ကိုကိုကိုအပေါ်မှာမိမိကိုကိုအပေါ်မှာရှက်တက်တဲ့စိတ်မကောင်းတာကိုပြုမူရင်ရှက်တက်တဲ့စိတ်ကိုဟီရီလို့ခေါ်တယ်နော်မကောင်းတာကိုပြုတာကိုမဝင့်တဲ့စိတ်ဟီရီရှက်တက်တဲ့စိတ်ကို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 အရှက်ခံစိတ်ဖြစ်တတ်တဲ့ဟာကိုဟီရီလို့ခေါ်တယ် အော်တက်ပါဆိုတာကကြတော့ကြောက်တက်တဲ့စိတ်เนาะအပြစ်ကိုအပြစ်ပြုရမှာကိုကြောက်တက်တဲ့စိတ်ကိုအော်တက်ပါလို့ခေါ်တယ်အဲ့တော့ဟီရီအော်တက်ပါတရားမရှိဘူးဟီရီအော်တက်ပါတရားမရှိဘူးလို့လူတွေကပြောကြတယ်မလားအဲ့တော့ဟီရီဆိုတာကရှက်တက်တဲ့စိတ်မကောင်းတာပြုရမှာ ရှက်တက်တဲ့စိတ်အော်တက်ပါဆိုတာက မကောင်းတာပြုရမှာကိုကြောက်တက်တဲ့စိတ် အဲ့ဒါကိုအော်တပ်ပါလို့ခေါ်တယ်အဲ့တော့အခုကတော့ဟီဒီလည်းမရှိတော့အော်တပ်ပါလည်းမရှိတော့ဟီဒီအော်တပ်ပါလုံးဝကိုမရှိတော့ဘဲနဲ့စတိတ်စင်ပေါ်မှာအဲ့တော့ကျမပြောချင်တာကလေကျမတို့တွေကကာလန်ဒေတန်ဆိုတာရှိတယ်နော်အဲ့တော့အမှုပညာလုပ်တယ်ဆိုရင်လေကျမအဲ့ဒီဆင်းတဲ့ခုနဆင်းမောတက်ပြီးတော့မှအ အဲ့ဒီပြောတဲ့ခလေးကိုကျွန်မကြည်လည်းမကြည်ဘူးသိလည်းမသိဘူးဘာအမှုပညာရှင်မှလည်းကျွန်မမသိဘူးကြည်ရတာတော့ rapper တွေလို့ထင်တာပဲဝစ်ပုံစားပုံပြောပုံဆိုပုံတွေအရတော့ rapper တွေဖြစ်လိမ့်မယ်နော်ဆိုတဲ့ခါကျတော့ကြည်လည်းမကြည့်ဘူးမြင်လည်းမမြင်ဘူးတို့ရဲ့အမှုပညာကိုကျွန်တော်တို့သိလည်းမသိဘူးเนาะဆိုတော့ဒါပေမဲ့လည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ရလိုက်တဲ့အချိန်မှာအင်မတန်စိတ်မကောင်းစွာဖြစ်တယ်เนาะအိုးဆိုပြီးတော့မှကြောက်လဲကြောက်သွားမိတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အမှုပညာရှင်နေဆိုတာကလည်း အများအတွက်ကို ကျမတို့ကအញ្ញမ်း influence ဖြစ်ပါတယ်เนาะအမှုပညာရှင်တွေအဲဒီလိုမျိုးကျမတို့ social influencer တွေပေါ့စသဖြင့်ပရိသတ်ပေါ်မှာအញ្ញမ်းဩဇာလွှမ်းမိုးပါတယ်အញ្ញမ်းဩဇာတက်ရမှုရှိပါတယ်ကျမတို့အမျိုးသားတွေငငယ်ကဆယ်ကျော်တက်အရွယ်က စိတ်လေးတောက်တတ်တာဆိုရင်မင်းသားကျော်သူတို့စိုးသူတို့ရဲ့ ရုပ်ရှင်တွေပေါ်မှာသူတို့ယူသွတ်ခဲ့ပြီးတော့မှမင်းသားတွေ item နဲ့စတိုင်နဲ့စစ်လိတ်တောက်တယ်လေဒိုးကလေးတို့ဘာတို့လားเนาะအဲ့လိုမျိုးမှလေစစ်လိတ်တောက်နောက်တစ်ခါ Marbolo Secret ကြော်ညာတို့ဘာတို့မှစစ်လိတ်တောက်တာတွေမြင်ပြီးတော့မှစင်ကြော်သက်တော်တော်များများစစ်လိတ်တောက်ထက်ခဲ့ကြတယ်ဒါဟာကျွန်မဒီဒီအမှုပညာရှင်တွေကိုပြစ်ပြောတာမဟုတ်ဘူးအမှုပညာရဲ့ influence ကိုပြောတာเนาะနောက်တစ်ခါကိုရီးယားကကဘာကိုထိုးပေါက်တာဘာနဲ့ထိုးပေါက်သွားလဲ ကိုရီးယား wave ဆိုပြီးတော့မှအမှုပညာနဲ့ကဘာကိုထိုးပေါက်သွားတယ်ကိုရီးယားရဲ့အစားအစာတွေကိုရီးယားရဲ့ယဉ်ကျေးမှုတွေစသဖြင့်เนาะအဲ့တော့ကျမတို့မြန်မာပြည်မှာလည်းအမှုပညာရှင်တွေဟာလူငယ်တွေဆိုလဲလူငယ်တွေရဲ့ရှေ့ဆောင်နိုင်ကြ idol တွေ ်နော်ဟာကြည့်ပြီးတော့မှလူငယ်တွေကအားကြတယ်အမှုပညာရှင်တွေဆိုရင်အမှုပညာရှင်တွေဝတ်တာစားတာပြောတာဆိုတာနေတာထိုင်တာကိုအရန်အတူယူကြတယ်အဲ့တော့ဒီအမှုပညာရှင်တွေကလည်းမိမိရဲ့ပြောဆိုပြုမှုဆောင်ရွက်ပုံတွေဟာအများပြည်သူပိဋကအပေါ်မှာအစိတ်အတောင်မဖြစ်စေဖို့အရန်အရေးကြီးတယ်ရိုင်းဆိုင်တာဟာကောရာမဟုတ်ဘူးဒါဟာရိုင်းတာရိုင်းဆိုင်တာ နော်ဒီစကားကပညာဖြန့်မျှဝေတဲ့ပညာဖြန့်ဝေတဲ့စကားမျိုးမဟုတ်ဘူးအသိပညာမျှဝေတဲ့စကားမျိုးမဟုတ်ဘူးရိုင်းဆိုင်တဲ့စကားအဖြစ်တက်ရောက်တယ်အပြောမတက်တော့ဆဲတယ်လို့ပေါ့ဟုတ်တယ်နော်ဆိုတော့ဒါဟာအာအမေနဲ့သားအဖေနဲ့သမီးညီကိုမောင်နှမချင်းအတူတူနားထောင်လို့မကောင်းတဲ့စကားလုံးမျိုးကို ဖြစ်တယ်ရိုင်းဆိုင်နေအဲ့တော့အမှုပညာရှင် ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုဖိုင်ကြီးဟာအများကြီး ပြန့်သွားနိုင်တယ်เนาะအတူယူတွေအများကြီးလွဲမှားသွားနိုင်တယ်အဲ့တော့အစိမ့်အတာဖြစ်ပါတယ်ပြောချင်တာပြောမယ်ဆိုချင်တာဆိုမယ်ပြီးရင်တောင်းပန်လိုက်ရင်ရတယ်ဆိုတဲ့ဟာမျိုးတော့မဖြစ်သင့်ဘူးလို့ကျွန်မကဒီလိုလေးတော့အာခံစားမိတယ်เนาะကျမတို့ဗညာဖုံးပြေလာเนาะဗညာဖုံးပြေရဲ့ MTV လေးရိုက်တယ်အမြင်မတင့်တယ်ဘူးဆိုပြီးတော့မှဗညာဖုံးပြေထောင်ကြတယ်နဲ့တူတယ်เนาะဆိုတော့အဲ ဒါတော်မှပင်အရန်ကြီးအခြေအနေစိုးစိုးဝါးဝါမြင်ခွင်မျိုးမဟုတ်သေးဘူးဒီလိုစကလုံးမျိုးဆိုရင်ပို့ပြီးတော့မှစိုးဝါးတယ်လို့ဒီလိုလေးမြင်ပါတယ်နော်အဲ့တော့ကျမတို့ကကျမတို့ပြည်သူတွေအနေနဲ့ဆိုလို့ရှိရင်ဝေဖန်နေတိုက်ခိုက်တယ်အပြစ်ပြောတယ်ဆိုပြီးတော့မှကျမတို့ထောက်ခံတဲ့သူမထောက်ခံတဲ့သူတွေနဲ့ဝိဝါဒကွဲပြားတယ်အဲ့တော့တက်ဆိုင်ရာအာဏာပိုင်နေနဲ့အနေနဲ့ဆိုရင်တော့ ထိန်းချောင်းနေဆိုရင်တော့အမှန်တရားဖြစ်ပါလိမ့်မယ်เนาะဒါမျိုးလှုပ်ရင်ဒါမျိုးပြောရင်ပြောလို့မရဘူးဒါမျိုးလှုပ်ရင်လုံးလို့မရဘူးဆိုတာကိုတက်ဆိုင်ရာ အစည်းအရုံးတွေကနေတဆင့်ကျမတို့တွေကဒါအမှုပညာရှင်တွေကို ကျမတို့ဒီ information တွေကိုမျှဝေထားဖို့လိုတယ်ဒီလိုမျိုးကြော်ညာတွေကိုမျှဝေထားဖို့လိုတယ်အသည့်တွေကိုမျှဝေထားပေးဖို့လိုအပ်တယ်ကျမတို့ခုနလိုစီးရင်စီးကန်းတွေကိုမျှဝေထားဖို့လိုအပ်တယ် နော်ဆိုတော့တက်ဆိုင်ရာဂီတာအစင်းယုံသဘင်အစင်းယုံရုပ်ရှင်အစင်းယုံစသဖြင့်ဒီလိုအစင်းယုံတွေကလည်းမိမိရဲ့အသင်းဝင်တွေကို နော်ဒါမျိုးတွေပြုမှုပြောဆိုဆောင်ရွက်တာတွေကိုထိန်းချောင်းဖို့လိုတယ်အဲ့ဒီအနေမှာတဆင့်ကျမတို့နိုင်ငံတော်အစိုးရအနေနဲ့ဒီဥစ္စာတွေကိုကျမတို့လက်တင်မခံဘူးဆိုတာလေးကိုတော့ ပြဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လေလူငယ်တွေအတွက် လမ်းမရောက်တယ်။နော်လူငယ်တွေအတွက်ကျွန်တော်တို့တွေဒီတိုင်းခုနလိုပေါ့လူတော်ထဲမှာတော့ခြားနားထောင်လိုက်လို့မသိနဲ့စကလုံးနေဖြစ်တာပေါ့။အဲ့တော့ဂေါ်ရာနဲ့ခိမီရာနဲ့ရိုင်းတာနဲ့ဟာမတူဘူး။ ခင်မီတာခစ်ဆန်တာခစ်ရှိပြေးတာနဲ့ကျမတို့ရိုင်းဆိုင်တာယုံလာတာအောက်တန်းကြတာနဲ့လည်းမတူဘူးဒါဟာကြတော့ကျမတို့လူနဲ့မတူတော့ဘူးเนาะကျမခုနပြောသလိုကာမဆက်ဆံတဲ့ကိစ္စရင်းလိန်ဆက်ဆံတဲ့ကိစ္စတွေကို လူရှိမရှောင် သူရှိမရှောင်ပြောဆိုပြုတ်မှုဆောင်ရွက်တာဟာတတိဆန်နေပဲလုပ်တဲ့အလုပ်လူတွေမလုပ်ဘူးအစင်းမြင့်တဲ့လူမျိုးလူမှုအဖွဲ့အစည်းမှာဘယ်သူမှလက်မခံဘူး ်နော်အဲ့တော့အောက်မှာတော့တဝင်းဝေးတဝါးဝါးနဲ့ထောက်ခံကြတယ်မူးနေလို့လားယူးနေလို့လားတော့မပြောတတ်ဘူးပေါ့နော်အဲ့တော့ကျမတို့တွေကလက်ပိုက်ကြည့်နေမယ်ဆိုရင်တက်ဆိုင်ရာတာဝန်ရှိတဲ့အကြီးအကဲတွေအကုန်လုံးနဲ့ကျမတို့ဒီပြည်သူတွေအကုန်လုံးကလည်းလက်ပိုက်ကြည့်နေမယ်ဆိုရင်ကြာလာလို့ရှိရင်အမားတွေဟာအမှန်ဖြစ်လာလိမ့်မယ်ရိုင်းဆိုင်တာတွေအမှန်ဖြစ်ပြီးကျမတို့လူမျိုးဟာရိုင်းဆိုင်တဲ့လူမျိုးဖြစ်သွားလိမ့်မယ် အမေမေမမ်းမသိအဖေဖေမမ်းမသိနှမနှမမမ်းမသိနော်ကျမတို့ဆရာဆရာမမ်းမသိနော်လူကြီးလူကြီးမမ်းမသိဆိုတော့ဟာမျိုးတွေကြာလာလို့ရှိရင် ဖြစ်လာပါလိမ့်မယ်ဒါကြောင့်မလို့မှားတာကိုတော့မှားတယ်လို့ပြောပြရစီရိုင်းတာကိုတော့ရိုင်းတယ်လို့ပြောပြရစီအဲ့တော့ကျန်တဲ့လိုအပ်တဲ့ပြောဆိုဆုံးမမှုတွေကိုတော့ တဆိုင်ရာတာဝန်ရှိတဲ့သူတွေကဆောင်ရွက်ပေးပါเนาะကျွန်တော်တို့ပြည်သူတွေကပြောရင်ခုနပြောသလိုမျိုးဝေဖန်နေတိုက်ခိုက်တယ်အဲကျွန်တော်တို့တွေကမနာလိုတဲ့အဲစသဖြင့်ဒီလိုဟာမျိုးတွေဖြစ်เสียရရှိတယ်ပေါ့เนาะအဲ့တော့တဆိုင်ရာတာဝန်ရှိတဲ့တဆိုင်ရာအစည်းအုံးတွေတဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းတွေကနေပြီးတော့မှဒါလေးကိုတည်တည်ချာချာလေးမှားရင်းနေဆိုတဲ့အကြောင်းလေးကိုပြသပေးပါလို့ဒီညာကနေပြီးတော့ပဲကျွန်မကဒီကလေးတွေကိုလည်းအတူယူမလွဲမှာဖို့ကိုပြောပါတယ်เนาะ